ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာဒီညမှာကျင်းပခဲ့တဲ့စောင်းမီစူပါကြံပေါ်မှာကျွန်တော်တို့ရမဖိုက်တာလှဝင်းကပေါင်ကွာကြောက်ကိုအကန့်ခံရပြီးတော့ရှုံးသွားခဲ့ရတယ်ကြောက်မဆင်ပြ Time Fighter ကစီကက်မဲ့ပြစ်ဒဏ်ကျူးလွန်တာဖြစ်တယ်ဒါပေမဲ့ပွဲစီစဉ်ကျင်းပသူတွေကျိုးဝမ်းတန်လူတွေကဒီ Time Fighter ကိုအနိုင်သတ်မှတ်ပေးလိုက်တယ်တကယ်ကြမှာဆိုရင် disqualify နဲ့ပွဲကိုဖျက်သိမ်းဖျက်သိမ်းဒါမှမဟုတ်ရင်လည်းအနိုင်ချုံးကိုဆုံးဖြတ်လို့မရဘူးလေ ဲ့နေထောင်ဖြစ်ရမယ်ဟာကအခုတော့အဲ့လိုမျိုးပဲ ਨੇ လှဝင်းကိုအနာပေးထားတဲ့9မိနစ်တွင်မှာပြန်တက်တာပြီးတော့ပွဲတက်မထိုးနိုင်တဲ့အတွက်အရှုံးပေးလိုက်တယ်တစ်ဖက်က time fighter ကိုအနိုင်ပေးလိုက်တယ်ပေါ့လေဒါကြောင့်အခုရွှေရှိအောင်လို့လည်းခေါ်တယ်သူ့ဆိုလှဝင်းလို့လည်းခေါ်တယ်ဆောလှဝင်းလို့လည်းခေါ်တယ်ကျွန်တော်ရဲ့မှာ fighter ကဒေါသပောက်ကွဲပြီပေါ့ဗျာဒီအကြောင်းကိုပဲသူက Facebook သူ့ရဲ့ကိုယ်ပိုင် account မှာ post ရေးသားလွှင့်နေပြီးတော့အသိပေးလိုက်တယ်ခင်ဗျာ ူကတော့ရင်းသီးသီးပြောထားပါလေကျွန်တော်တို့စီလောအောင်ပြောရမယ်ဆိုရင်တော့ဘာပွဲလဲဗျာပေါင်ကွားကြောက်ကန်ရင်နိုင်တယ်မှသိရင်ငါလဲပေါင်ကွားကြောက်ကန်ပါတယ်ပေါ့လိုက်ပြီးကန်မယ်ပေါ့အဲ့လိုသဘောမျိုးသူရေးသားထားတာကိုတွေးရှိရတယ်ခင်ဗျာဒီနေ့ပွဲမှာဆိုရင်လှောင်ဝင်းကခံပြင်းမယ်ဆိုရင်ခံပြင်းစရာပဲဘာကြောင့်လဲဆိုတော့ပထမပွဲကြီးမှာလဲသူကအသာစီးနေထားမှာရှိခဲ့တယ်ပထမပွဲကြီးပြီးတော့အမှတ်ပေးတန်လေးသုံးအမှတ်ပေးတာကိုကြည့်လိုက်တဲ့အချိန်မှာလှောင်ဝင်းက 30 30 30 30အာဒိုင်နီယောက်စီမှာနောက်ထပ်ဒိုင်တယောက်စီမှာသူက16နဲ့နိုင်နေတယ်ဒုတိယပွဲစီမှာလည်းသူကအသာစီးအနေထားကနေပွဲကိုထိမ့်ပြီးထိုးနေတာတစ်ဖက်က18နှစ်အရွယ် time fighter လေးကလုံတိုင်းမဖြစ်တော့ထင်တိုင်းမပေါက်တော့အဲ့လိုဖြစ်နေပြီပြီးတော့သူ့ရဲ့ရှေကန်ချက်တွေကိုလှောင်းဝင်းကအမိဖမ်းပြီးတော့သူ့ကိုလက်သီးကျက်တွေပြည့်စုံနေပြီဒီတော့ time fighter လေးကနောက်ဆုတ်ပြီးရင်နောက်ဆုတ်တောင်းကရင်မဲ့တောင်းကအဲ့လိုဖြစ်နေတဲ့အခြေအနေရောက်လာပြီဗျဒီတော့ ဆက်ပြီးနောက်ထပ်အချိန်နည်းလောက်ရမယ်ဆိုရင်လှောင်ဝင်းကအနိုင်ရမယ်နေထားမှာရှိနေပြီဒီချိန်မှာ time fighter လေးကလှောင်ဝင်းရဲ့ပေါင်ကြားကိုဒုနဲ့တက်လိုက်တယ်ဒုတဲ့ချက်ကလည်းအပပြင်းထန်တယ်တကယ်ဆိုရင်ဒါဖောင်းကျူးလွန်တာလေကျူးလွန်တော့ပြစ်ဒဏ်ကျူးလွန်တဲ့ fighter ကိုအေးယူရင်ယူမယူဆိုရင်လည်းတကယ်တမ်းလှောင်ဝင်းပွဲဆက်မထိုးနိုင်အောင်ဆိုရင်ပွဲကိုဖျက်သိမ်းတာမှဖြစ်တယ်အဲ့လိုမဟုတ်ဘဲအခုတော့ time fighter ကိုအနိုင်ပေးလိုက်တယ်အနိုင်ပေးတာအောင်မှ အလဲထိုးနဲ့အနိုင်သတ်မှတ်ပေးလိုက်တယ်ဆိုတော့ဒါဟာတစ်ဖက်ကလှောင်ရင်တော့လေအခုလိုဒေါသပေါက်ကွဲစရာဖြစ်လာခဲ့တယ်ခင်ဗျအဲ့တော့လှောင်ရင်ပြောသလိုပဲပေါင်ကြောကိုကန်ရင်နိုင်တယ်မှန်းသိရင်ပေါင်ကြောကိုငါလဲလိုက်ကန်တာပေါ့ဆိုတာမျိုးဖြစ်သွားခဲ့ရဖြစ်ပါတယ်ဟုတ်ကဲ့ဒီညမှာကျွန်တော်တို့ရဲ့မှာဖာတာလှောင်ရင်ဟာအဲ့လိုအငင်းပွားပွဲရာအခြေအနေနဲ့အချုံရလကိုကြုံဆုံခဲ့ရတာဖြစ်တဲ့အကြောင်းပြည်သက်တွေသိရှိအောင်တင်ဆက်ပြရပေးလိုက်ပါရခင်ဗျာကျေးဇူးအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ